ရည်မြအောင်လုံးမင်္ဂလာပါရှင်။ကျမတို့ရဲ့ဟုတ်ဖို့မြန်မာ channel ကနေပြီးတော့ပရိသတ်တွေအားလုံးကိုကြိုဆိုလိုက်ပါတယ်။ကျမတို့ရဲ့ channel ကနေပြီးတော့ပရိသတ်တွေအတွက်ကျမရင်းနေဘူတုဒရောက်ပဲအကြောင်းတွေကိုတင်ဆက်ပေးနေရပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ကျမ video လေးကိုမစတင်ခင်မှာအရင်ဆုံးနေနဲ့ကျမတို့ရဲ့ YouTube channel ကို like and subscribe နဲ့တာပြကြပါဦးနော်။နောက်ပြီးတော့ view လေးကိုကြည့်ရှုတဲ့အခါမှာလည်း video အလေးချိန်ပြီးတော့ကြည့်ရှုပေးကြပါဦးနော်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။ကြည့်တာဆင်တော့ဆက်လိုက်ရအောင်။ ဒီကနေ့မှာတော့မွေးကင်းဆောက်ကလေးလေးတွေအိတ်နေရင်ပြောရတဲ့အကြောင်းရင်းကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။မွေးကင်းဆောက်ကလေးတွေနဲ့လာသားရွယ်ကလေးတွေကအိတ်နေရင်နဲ့ပြုံးနေတတ်ပါတယ်။သူရရဲ့အပြုံးကရမ်းကိုချစ်စရာကောင်းပါတယ်။အပြက်ကင်းစင်ပြီးချစ်စရာကောင်းတဲ့အပြုံးကိုမိဘတွေကလည်းအရန်သဘောချကြပါတယ်။အဲဒါကြောင့်ကလေးတွေကအိတ်နေရင်ပြုံးရတဲ့အကြောင်းရင်းကို Love Media ကနေပေါ်ပြပေးသွားပါမယ်နော်။ကလေးတွေကမွေးကင်းကလေးကပြုံးတတ်ကြပါတယ်။ ကိုရဆောင်မိခင်ပေါင်း900ကျော်ကို body ultrasound ရိုက်တဲ့အခါ32ပတ်အရွယ်ကလေးလေးတွေကပြုံးနေရတွေ့ရပါတယ်။သူတို့ရဲ့ပြောင်းချိန်က ပြန်များသုံးသရမနှစ်သိစက္ကန့်ကြာပါတယ်။အဲဒါကြောင့်ကလေးတွေကိုမမွေးခင်မိမိရဲ့ byte ထဲမှာကလေးကပြုံးတက်ကြောင်းတွေ့ရှိရပါတယ်။ပညာရှင်တွေကဆက်လက်လေ့လာကြည့်တဲ့အခါမှာကလေးတွေကတစ်ခါတလေ byte ထဲမှာ16ပတ်အရွယ်ကလေးကပြုံးတက်နေပါပြီ။ byte ထဲမှာ26ပတ်ဆိုရင်ကိုဟန်အမူအရလို့တာ ပြုံးတာမြတ်တောင်ခတ်တာငိုရတော်လှုပ်တက်နေပါပြီကလေးတွေဘိုက်ထဲမှာနေတော့ပြုံးတာကိုအမတ်တမဲပြုတ်မှုမဲအပြုတ်မှုလို့ယူဆကြပါရီကလေးတွေကဘိုက်ထဲမှာကန်တလို့ပြုံးတာကလည်းတမင်မရွရွယ်ပဲဖြစ်သွားတဲ့အမူအရာပါဝေကင်းစကလေးတွေကအိတ်လိုက်နိုးလိုက်ဖြတ်တတ်တယ်လို့နင်းနေချိုက်ချိုက်လေးအိပ်ပြောတတ်ပါရီအောင်ရင်အမလို့ခေါ်တဲ့အဆက်မှာအိပ်ပြောပြီးမနေ့60ရက်နေ့90အတွင်းဖြစ်ပါရီဒီပေမဲ့အိတ်ဆက်မှုဆက်ဝင်မှာ အော်ရီယန်ပြန်လိုက်နည်းနည်းချက်ချင်းအိပ်ပျော်လိုက်ပါရဲ့အဲ့တော့ကျောင်းကလေးတွေက OEMS မှာပြုံးတက်တယ်လို့ချီရဲလက်တွေလည်းကန်တက်ပါရဲ့ဝေကင်းဆောက်ကလေးတွေကစကားမပြောတတ်သေးတာကြောင့်ငိုရာနဲ့ပြုံးနာကသူတို့ရဲ့ဆက်နွယ်မှုစနစ်ပေါင်းကလေးတွေရဲ့စိတ်ထဲပျော်လာရင်ငွေရဲ့ရနဲ့လေးရလာရင်တာယာရဲ့အတန်လေးကြရင်နူးညံ့တဲ့အခြေတွေ့ရရင်ပြုံးလာပါရဲ့ဝေကင်းဆောက်ကလေးတွေကအိမ်မက်မက်ပါဘူးဒါပေမဲ့သူတို့မှမငြင်းရှိပါရဲ့ ကလေးတွေကအဲ့ဒီတော့ပြုံးတာကအိမ်မက်ထဲမှာပျော်လို့ပြုံးတာမဟုတ်ပါဘူး။ဝေကင်းဆော့ကလေးတွေကမှတ်မိဖို့စိတ်ကိုရင်နိုင်ဖို့အတွက်အရန်ကို ငေးသေးပါတယ်။ဝေကင်းဆော့ကလေးပထမအပတ်မှာအိဆက်တာကသရီရဲ့မညံနဲ့အုံနောက်လုပ်ငန်းတွေတူတက်ဖို့ကူညီပေးပါတယ်။ပြီးတော့အမွေပေးမကြခင်မှာကလေးကမိဘနှစ်ပါးရဲ့အတန်းကိုမှတ်မိပြီးခွဲခြားတနေပါပြီ။ ကဲပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းအလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းပိတ်တွေအတွက်အစမအီနေဘုဒ္ဓတရားဝေယကြရီကိုတင်ဆက်ပေးဖို့မှာဖြစ်လို့အတတတော်ဝေတင်နိုင်မလို့တာတရှိနိုင်ဖို့အတွက်မင်းနာချက်ပေးခလုံးလေးကိုလည်းနေထားပေးကြပါရှင်အဆုံးတည့်အားပေးကျေးဇူးမွန်တယ်ကျေးဇူးများတင်ပါတယ်နောက်ကြောင့်ဒီနေ့တို့ပြန်လာခဲ့ပါမယ်